ဂရင်းနီတော်လရင်တပ်ပေါင်းစုတွေလှုပ်ရှားမှုရှိနေတဲ့ရှမ်းပြည်ဖက်ခုံမြို့နယ်အတွင်းမှာစစ်ကော်မရှင်ကအော်တိုဘာလအတွင်းမှာပအိုးပီတူစစ် PNO နဲ့ပူးပေါင်းပြီးတော့စစ်တောင်းထိုးစစ်ဆင်မှုတွေပြုလုပ်လာခဲ့ပါတယ်။ဒါကြောင့်လက်ရှိဖက်ခုံမြို့နယ်အနောက်ဖက်ခြမ်းကပေါ်ရန်ကျွရမှာစစ်ကော်မရှင်ပူးပေါင်းတပ် PNO နဲ့ဂရင်းနီတော်လရင်တပ်ပေါင်းစုတွေကတိုက်ပွဲတွေပြန်ဖြစ်ပွားလာခဲ့ပါတယ်။ တားပြင်စစ်ကော်မရှင်ဘက်ကလည်းပေါ်ရန်ကျွာအပြင်ဘက်တွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မှုတွေရှိနေတယ်လို့တောင်စလုံးမြောက်စလုံးရွာပေါ်ရန်အပေါ်ရွာအောက်ရွာတွေကိုပါစစ်မျက်နှာဖွင့်ပြီးစစ်ကြောင်းထိုးစစ်ဆင်နေတာဖြစ်ပါတယ်။စစ်ကော်မရှင်စစ်ကြောင်းထွက်လာပြီးတော့ပေါ်ရန်ကျွာထဲရှိပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလည်းပြုလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ17ရက်နေ့ကခေါင်းအီကျွရအုပ်စု ပေါ်ရန်ကျွရတဲ့ကိုစက်တာ7ကြောင်ထွတ်ဆစ်စင်လာပြီးနေအိမ်30ထပ်မင်းဲကိုမီရှိုဖျက်ဆီးခဲ့တယ်လို့ဖဲခွန်ရှန်နျူးစ် network ကတာဝန်ရှိသူတို့ကတော့ရှင်းတဲ့နော်စင်ကိုပြောပါဗယ်။ဘောရန်အောက်ရကိုမီရှိုခံထားခဲ့ရတာအနည်းဆုံးတော့နေအလုံး30လောက်ပြကြသွားတယ် စစ်တပ်ကလည်းရွာထဲမှာရှိနေတယ်ပေါ့နော်စစ်တပ်ကစစ်ကြောင်းထိုးလာတော့ဒီဒေသခံတွေကနှိစက်ရကြေးရွာတွေရဲ့ပြင်ဒီနာကတောတောင်ထဲတွေမှာထွက်ပြေးနေကြရတယ်လူကတော့တစုတဝေးတည်းတော့မဟုတ်တော့ဘူးပေါ့ရွာထဲမှာတော့အမျိုးသားနှိမ်ငယ်ပဲကြံနေတော့တယ်တပ်ဖွဲ့ကြောင်ဖဲခုံမြို့နယ်အနောက်ဘက်ကျန်ရှိတောင်စလုံးမြောက်စလုံးရွာပေါ်ရံအထက်ရွာအောက်ရွာလူဦးရေစုစုပေါင်း3000ခန့်ကနေဆက်ရတောတောင်တွေထဲမှာစထပ်ပြေးတိမ်းရှောင်နေရပါတယ်။ အဲ့ဒီစစ်ပေးရှောင်း3000ခန့်ဟန်တကွဲတပြားစီဖြစ်ကြနေပြီးတော့လက်ရှိမှာလည်းစစ်ပေးရှောင်းတွေအတွက်ကူညီပေးနေတဲ့အဖွဲ့အစည်းလည်းမရှိပါဘူး။လက်ရှိအချိန်ထိတော့စစ်ကော်မရှင်ကပေါ်ရန်ကျေးရွာအနီးတစ်ပိုင်းမှာလက်နက်ကြီးတွေပစ်ခတ်တာတော်လန်ရဲတပ်အင်အားစုတည်ရှိတဲ့နေရာတွေကိုစစ်တောင်းနှစ်ခုခွဲပြီးတော့ထိုးစစ်ဆင်တာရှိတယ်လို့စစ်ရေးတရင်ရင်းမြစ်သူကတော့အခုလိုပြောပါဗျ။စစ်ကော်မရှင်တပ်တွေကပေါ်ရန်ကျေးရွာတွေကနေရွာအနီးတကိုနေ့တိုင်းလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်နေတာ နောက်ပြီးကျွန်တော်တို့ဘက်ကနေစစ်ကြောင်းတစ်ခုခွဲပြီးတော့စစ်ကြောင်းထိုးနေတာရှိရဲ့အခုတော့စစ်ပေးဆောင်တွေကလည်းတဆစီဖြစ်နေရဲ့တော်ထဲမှာတဲထိုးပြောနေရတာတွေရှိရဲ့ဒါပေမဲ့စစ်ပေးဆောင်တွေကိုတီးတန့်ကူညီပေးနေတာတွေတော့မရှိသေးဘူး ။လာမယ့်ဒီဇင်ဘာလမှာစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတစ်ထဲမှာတော့ဂရီနီပီကလော်ကော်နဲ့ပေါ်လခဲမျိုးတို့ပါဝင်ထားပါတယ်။တအပြင်စစ်ကော်မရှင်ဟာဂရီနီပီတဲ့ကိုမြေပြင်ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက်စစ်မျက်နှာ၅ခုဖွင့်ထားပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းဂရီနီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကအောက်တိုဘာ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။လက်ရှိတပ်ပဲဖြစ်ပေါ်နေတဲ့ပေါ်ရန်ကျေးရွာဟာရှမ်းကရိနီနယ်ဆက်ကျေးရွာတစ်ခုဖြစ်ပြီးတော့တီမောဆုံမြို့သွားတဲ့လမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ စစ်ကော်မရှင်ကရွေးကောက်ပွဲအပိုင်းတက်အနေနဲ့လာမယ့်ဒီဇင်ဘာ28ရက်မှာကျင်းပနိုင်ရတဲ့အတွက်၎င်းဆုံးရှုံးသွားတဲ့နေမျိုးတွေကို ပြန်ရရှိဖို့ကြိုးပမ်းနေပါတယ်။ကျွန်တော်တော့ကြိုက်စင်လင်ပါ